在地下室。ကိုယ်တို့တတိထားပြီးတော့ခန္ဓာကိုယ်ဉာဏ်နဲ့ကြည့်တော့ ရှုလိုက်ကြည့်ရင်တွေ့နေကြဖောက်ပြန်တဲ့သဘောတွေတွေ့လာတော့ဒါရီယာရှိတရားဆိုတော့ဟုတ်နေပြီအရှိတရားမှန်တရားဖြစ်တဲ့ဖောက်ပြန်မှုဒါလာလဲမှန်လို့သူ့ကိုအခိုင်အမာယုံကြည်ဖို့နေရာပေးဖို့အတွက်အမြဲဆိုရင် ယုံကြည်မှုရအောင်လက်ကျင်မှုပဲလိုတာသိလို့ရတယ်ခန္ဓာရဲ့အရှိတရားတွေရတော့သူရဲ့မှန်ကန်တဲ့

ပင်းတရားတွေတောင်မူလပဏ္ဏတ္တကရာတရားအထုတွေယောဂီတွေမိမိတို့လိုအပ်တဲ့ပန်းတိုင်းရောက်အောင်တိုက်ရိုက်ညွှန်ကြားဖို့ပါ စတ္တရောမဟာဗုဒ္ဓပထဝီအဘောတိသောဝါယောတတိလေးတောင်အမခံပြီးအရန်ယူပြီး24ဆိုတဲ့အတိုင်းခန္ဓာစတင်တိဆောက်တော့ခက်မာမှုပထဝီဓာတ်ဘူးဟဲတဲ့တိသောတော့ လုပ်ရှားတော့ဝါယုဒ္ဓယူစည်းဖွဲ့စည်းတဲ့အဘုဒ္ဓဒါအမဂန်ထားပြီးတော့ဒီခန္ဓာကိုတည်ဆောက်လိုက်တာဒီခန္ဓာကြီးမိမိတို့ထင်တဲ့ငါကောင်သူကောင်မိမောက်ကြံအကောင်ထင်မဟုတ်ပုံဘူး ခန္ဓာစပြီးတော့တိဆောက်တွေကြီးစပြီးပြရဆုံးနေသမဟာဗုဒ္ဓနာဥပါရရူပအဲ့ဒီဓာကြီးလေးပါအမာခံထားပြီးတော့မှာသေမှုသောတာခန္ဓာစီကိုစတယ်ဥပါဒာယုတ်ယုတ်ငယ်24ခုနဲ့ပေါင်းလိုက်တော့ 28ပါအမဂန်ယုတ်တရားရတယ်တဲ့ဒီခန္ဓာထဲမှာအာလုံဖြစ်တယ်လို့ခန္ဓာဒီရူပခန္ဓာဆိုရယုတ်ပရမတ်တို့အစုံပုံပေါ်28မျိုးရှိတယ် ဲတောင်တင်းနဲ့ခက်မာတဲ့နူးညံ့ဆိုတော့ပထဝီရုပ်ရဲ့ပေါက်ပြမှုနှုတ်ရှားတဲ့ယူရှားတဲ့တောကန်နဲ့ဝါယုတ်တဲ့ပေါက်ပြမှုပူရည်တဲ့နူးရဲ့ရှင်ရစတဲ့သဘောကတည်ဆိုးတဲ့ပေါက်ပြမှုယူစီဖွဲ့စီသဘောတရားတော့အဘောတဲ့ပေါက်ပြမှု ်သူ့ဟာနဲ့သူဖောက်ပြန်ကြတယ်ပထမတက်ကလည်းတောင်တက်ခဲမာနူးကြံပြီးတော့သူ့ကိစ္စသူဆောင်ရတာဖောက်ပြန်ပြေသောဝါရောအာဘောရူကလည်းပဲသူ့လက္ခဏာသူဆောင်ပြီးတော့ဖောက်ပြန်ကြတယ်အဲ့တော့ဘာလို့ဖောက်ပြန်တယ်လဲဆို ဓာတိတစ်ခုနဲ့တစ်ခုဟာတိုက်ခိုက်ပြီးတော့ဃတနာပြိစောနဲ့တိုက်ခိုက်တက်ခဲ့တော့ပြူကိုပစ္စည်းတွေဖောက်ရမှုတွေဖြစ်လာတယ်တဲ့အဲ့တော့သူတို့ရဲ့လှုပ်ရှားမှုယူရှားမှု ပြူကွဲမှုလစ်လာတဲ့ယုံရဲ့ညံက

ပူဝေးပြီးတော့ဖောက်ပြန်တာကိုလည်းပဲဒီဆိုတတ်လို့နာမည်မတက်လိုက်ပါနဲ့ဖောက်ပြန်တဲ့သဘောလို့ទីလိုက်ပါလှုပ်ရှားတော့ကနာလို့ဝါရောတက်လို့နာမည်မတက်ဖဲနဲ့ဖောက်ပြန်တဲ့သဘောလို့ទីလိုက်ပါယူစီဖွဲ့စည်းတဲ့ဘိုးကလည်းအာဘောဓာတ်လိုနာမည်မတက်ဖဲနဲ့ တရားလို့အားထုတ်တဲ့ယောဂီသိလို့အောင်ဖောက်ပြန်တဲ့သဘောလို့နာမတက်လိုက်ပါဖောက်ပြန်တဲ့သဘောဆိုတာရုပ်ပရမအားလုံးနဲ့ဆိုင်မိမိတို့တရားရောနဲ့ဖောက်ပြန်လည်းပဲဖောက်ပြန်တဲ့သဘောတရှိရှိနဲ့ဖောက်ပြန်လည်းဖောက်ပြန်လည်းတဲ့သဘော ငြင်းငြင်းနဲ့ဖောက်ပြန်လဲဖောက်ပြန်တဲ့လို့ခြင်းခြင်းဌာနဖောက်ပြန်လဲဖောက်ပြန်တဲ့လို့စင်စစ်တော့ဖြစ်ခြင်းထမှုလူညံ့မှုပူမှုအေးမှုစတဲ့သဘောတရားဒီခန္ဓာဒီဆောက်ထားတဲ့သဘောတရားတွေမှာငြင်းငြင်းသက်သက်ခိုင်ခိုင်မာမာတစ်ခုမှ မရှိကြဘူးဗျာ အဲ့ဒါရုပ်ပနထိနာရူပန္တိဘောကိုထပေတီအောက်ကျင်တဲ့သဘောတို့မှတ်လိုက်ပါနနဤမိတဘောဒီနည်းမျိုးစုံနဲ့ဖောက်ကျင်တဲ့သဘောတို့သာဟိတုသတ်ဖြစ်เสียအကြောင်းထောက်ပါ ဲရကူအကြောင်းပြုပြီးတော့ဖောက်ပြန်ဖောက်ပြန်ကြတာလေးပဲအကြောင်းထောက်ပန်းနဲ့ကင်းပြီးတော့ဖောက်ပြန်လို့မရှိဘူးဒါမှမဟုတ်သူသဗ္ဗစရာဥပ္ပစ္စံဒီသူအကြောင်းနဲ့သူဖောက်ပြန်တဲ့သဘောတွေပဲတပ္ပမထသဘောဝတရားကိုမြည်သည် ုဂ္ဂိုလ်သတ္တဝါပြုလို့ဖန်တီးခြင်းမဟုတ်တဲ့အကြောင်းကံကြောင့်စိတ်ကြောင့်ဥရုကြောင့်အဟာရကြောင့်အကြောင်းတစ်မျိုးမျိုးနဲ့ပေါက်ကြံကြပြီးပဲစိတ်ပေါက်ကြံတဲ့သဘောတွေကိုဆက်ပြီးတော့ကြည့်ပါတဲ့တက္ကရာဆရာဟောပေါက်ကြံနေတဲ့သဘောတွေသူတို့ရဲ့လှုပ်ရှားယူရှားမှုဟာ ပြက်တဲ့အနေဆာစီကိုဥတည်ပြီးတော့သွားတယ်ပြက်တဲ့သဘောကိုအနေဆာပဲလို့ဆောင်ပြပြီးတော့သွားတယ်ဒါကြောင့်ဟုတ်တော်ပရမတ္ထအပြင်တဘောဝတသုတ်ကုန်နဲ့ဖောက်ပြန်ပြီး၍ဟဘောဝုထင်တာချုပ်ပြုတ်ပျက်စီးပြီးဘာမှမကြံတဲ့အတွက်အနေဆာဒီဖောက်ပြန်တဲ့သဘောဖူသမျှဒီ ပြက်တဲ့သဘောတွေပါလာလို့အာရုံပေးတည်တင်လိုက်ပါပြလိုက်ပါ အကြောင်းထောက်ပံ့ကြောင်းဖြစ်လာတဲ့ပေါက်ပြမှုဟာခိုင်မြဲတဲ့သဘောမရှိတဲ့အတွက်ချုပ်ပြောက်ပျက်စီးသွားတာ အစအနာတွင်ဉာဏ်မရှိအောင်ပျက်စီးတဲ့အတွက်အနိစ္စာဒီပရမထအနိစ္စတို့ဟူ၍ဘောဝထဝီတိမှတ်လိုက်ပါဖောက်ပြန်တဲ့သဘောအလုံးကြီးပြည့်နေပါလားဓမ္မိခန္ဓာကိုယ်ရဲ့ဖြစ်ပုံပြည့်ပုံ တခါပြည့်ရင်ခန္ဓာမှာယူရင်းသွားရင်တခါပြည့်ရင်ယူရင်းသွားရင်တဖြည်းဖြည်းနဲ့ခန္ဓာစံလောရီကျူပါဠိစံဌာနေဖြူဝိလိတ်သတ္တအကြီးတွန့်တဖြည်းဖြည်းနဲ့လောရီအဲ့ဒီဖောက်ပြန်တဲ့သဘောတရားအလုံးပါ တရေရေတသုတ်သုတ်နဲ့ချုပ်ပြုတ်ပျက်စီးတဲ့ပျက်စီးမှုပဲအဲ့ဒီဒီပေါက်ပြန်လို့အဟောင်းဟောင်းကြီးပြက်သွားချုပ်သွားတာဟောင်းပြန်တဲ့သဘောကတရားမှန်ရင်အလုံးချုပ်ပြုတ်ပျက်စီးတဲ့အတွက် ဖြစ်တဲ့သဘောပဲအနိစ္စပဲဒါသိလိုက်ပါတဲ့ဟောက်ပြန်တဲ့သဘောတစ်ခုကပြတ်သွားတော့အနိစ္စပြတ်တဲ့သဘောကိုသိတယ်ညာအနိစ္စညာဖြစ်တယ် ဒီတနည်းပေါက်ပြန်မှုတို့ပြစ်သွားတော့လည်းပဲဒါဝသိလိုက်ရင်အိဆာညာဖြစ်သွားတာခန္ဓာကိုယ်လုံးပေါက်ပြန်မှုနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာပေါက်ပြန်တိုင်းသောသောတရားပြစ်စည်းတိုင်းပြစ်စည်းတိုင်းအိဆာအိဆာဖြစ်တဲ့သောတွေလို့ဖြစ်သွားတော့ခန္ဓာကိုယ်လုံးမှာသူ့နည်းသူဟာသူ့ကိစ္စနဲ့ပြင့်နေကြတာ အကောင်းတဲ့ပြဉ္ဉဏ်တွေကလုံးဝစိတ်လုံးကွယ်ပြောက်ပြီးတော့မလွားသေးတဲ့အတွက်ဒါခဏိကအနေနဲ့ရုပ်ပရမနံပရမတ်ကိုချုပ်ပြောက်ပျက်စီးသေးပြောက်သွားတဲ့အနေစားကိုအပြင်ဘက်မှာတော့အနေစားရလို့မသိဘူးယုံရင်းသွားတာပဲကာရတော်ကိုကြာရင်ပူမင်းလာတဲ့ယူရွံ့လာတဲ့အည်တွန့်လာတဲ့ဆံဖြူလာတဲ့သိတာ တော်တရားမျက်စိတမိလုံးမှာဂရီမုံများစွာချွေရင်းသွားပြက်သွားတယ်ပြက်သွားတဲ့သဘောတရားပေါက်ပြန်တဲ့သဘောအားလုံးရဲ့အပြစ်ပဲပေါက်ပြန်တာဒီကုလုံးပြည့်နေသလိုအပြစ်တရားတွေဒီကုလုံးပြည့်တယ်ဇံဥရိယဘေးကပဋိပိလိတတာ ဖောက်ပြန်လိုက်ပြက်လိုက်ဖောက်ပြန်လိုက်ပြက်လိုက်နေဒီသဘောတရားတို့တပြေတည်းပြက်ပြီးတော့နေတဲ့တွေ့ဒုက္ခတိဒုက္ခလက္ခဏာအာရုံပီတိဒီလောက်ပြက်နေတော့မကောင်းပါဘူးလို့ဒုက္ခလက္ခဏာညံထင်နေဒါဒီဖောက်ပြန်ပြီးတော့ပြက်တဲ့သဘောကို စူးစူးဆိုင်ဆိုင်လေ့လာနေတော့ညာအနိစ္စဟုသိတဲ့ညာဒုက္ခဟုသိတဲ့ညာဖြစ်လာအဲဒီခန္ဓာကိုယ်စည်းထားတဲ့သိလောက်တဲ့ဖောက်ပြမှုတွေအာလို့သူကိစ္စနဲ့သူပြည့် ဟောက်ပြန်တိုင်းသောသဘောတရားတွေအလုံးပြည့်တယ်။ဒါမိမိရဲ့လူသတ်မှတ်ထားတဲ့ခန္ဓာကိုယ်မှာဓာရီဇက်တိုက်ပြည့်နေရင်ခဏိကမရဏဆိုတဲ့ခဏအပြည့်နေပြီးတော့သုတိမရဏသမုဒိမရဏဆိုလောကအပြည့်ကိုရှောက်ပေါ်နိုင်တဲ့ကိစ္စပဲ။ ခဏိကမရဏဆိုအသေးကလေးတွေမြန်မြန်စုပေါ်ဘူးလို့သမုဒိမရဏဆိုအသေးကြီးသေးလိုက်တခါနာကူတဘောကပြောင်းသွားတာအဲ့လိုဖြစ်တော့ဒီခန္ဓာလေးဒီလိုဖောက်ပြန်လိုက်ပြစ်လိုက် ဖြစ်လိုက်ပြစ်လိုက်နေတဲ့သဘောတွေဟာအသေးစီဟူ မောနေတဲ့ကိစ္စတွေပဲအင်းနဲ့ကြောက်ပြာကောင်းတဲ့ခန္ဓာပဲအဲ့ဒီအသေးမသွားဘူးအတွက်မိမိကတိုက်တွန်းလို့မရတောင်းပန်လို့မရတားဆီးကောက်ကွက်လို့မရဘူးတဲလို့မရတဲ့အတွက်ဟာဝတ်လာဝတ်နာထင်းတာမိမိအလိုတိုင်းမဖြစ်တော့ မိမိကိုယ်ထဲမှာဖြစ်ပြီးတော့မိမိအလိုတိုင်းဆောင်ရွက်လို့မရတဲ့အတွက်အနတ္တာဒီအဆိုးမရတဲ့သဘာဝတရားရဲ့လို့ဝါဝတ္ထုပြီးဒီမှတ်လိုက်ပါအနတ္တာထင်လို့ကျေနပ်တော့ဒီသဘောတရားကိုမိမိအဆိုးမရအောင်မိမိရဲ့ဒီခန္ဓာကိုယ်ငါလို့ထင်တယ်ငါကိုယ်လို့ထင်တယ် မိမကိုကြောက်လို့ထင်တာဒီခန္ဓာရဲ့သဘာဝတရားကြည့်ပါလုံးလုံးမှားမိမိတစ်ချက်မှလည်းအဆိုးမရဘူးတစ်ချက်မှလည်းတည်ဆန့်ခိုင်မအောင်လုံးလုံးလည်းမရဘူးတောင်းပါလို့မရကောက်ခွလို့မရခန္ဓာဒီသူ့ရဲ့မှလောင်းကျောင်းတော့သူသွားနေဘလူ့ဘုံမှာပြေမဆိုင်အဲမိမိတို့ကငါကူပဲငါပဲနဲ့အဆိုးတရား စွန့်နေမှတ်နေတာတော့ပါပြီကိုမကိုသိလားဘုရားတက္ကရာဆရာဖောက်ပြန်တဲ့သဘောတွေပြည့်ပြည့်နေတဲ့အတွက်အနေစားပဲပြည့်တာတွေကတစ်ခုတလေမဟုတ်ဘဲတစ်ခုလုံး ဇရာဇရာမရှိယူဇရာမရှိအောင်ပြင့်နေတဲ့အတွက်ဒုက္ခပဲမိမိခန္ဓာကိုယ်လုံးမှတ်ပြီးတော့ပြည့်တဲ့သေးတဲ့သဘောမှာတားဆီးလို့မရတဲ့အဆိုးမရတဲ့အနတ္တပဲလို့ခန္ဓာရဲ့ယထာဘူတသဘာဝအဲ့ဒီမှန်တဲ့အတိုင်း ဟေးဤလိုဒီနည်းလက္ခဏာနည်းနေသာဒုက္ခအနတ္တလက္ခဏာ၃ချက်တူဘူးအရုပ်ပိတ္တဝတ္တိပฏิပါဒိယအစဉ်အတိုင်းဝိပဿနာဝိပဿနာဘုဒ္ဓံတော့ဖြစ်စီသည်ရှိသောဒီလိုဆက်ပြီးတော့ဒီသဘောတရားဒီအပြစ်ဒီရစရာယူစရာမရှိတဲ့အတွက်တပြည့်လေးပြည့်နေတဲ့ဒုက္ခပဲဒါရီလုံးဝ မိမိခန္ဓာကိုယ်မှာဖြစ်ပြီးတော့မိမိအစိုးတရားအမိန်ပေးလို့တာပြီးကောင်းွက်လို့မရတဲ့သဘောတရားတွေပါလာလို့အမှန်အမှန်သိတဲ့အတိုင်းနဲ့လက်ကျင်အားထုတ်ပြီးရှိတော့သောတာပတိမကသောတာပတိမဲ့လို့ပါဘူးနာတိရောက်ပြီကြည့်တယ်အပြီးညမှာလောင်ဝဲမရှိဘူး အရင်ကြကြမှန်မှန်သာသိသွားခန္ဓာရဲ့ပုံမှန်သဘောကဖောက်ပြန်တဲ့သဘောပြက်တဲ့သဘောကဒါရတ်ထူတာဒါခန္ဓာရဲ့သဘောကအမှန်ဆိုရဲဖောက်ပြန်မှုပြက်မှုအမှန်တိုင်းဖောက်ပြန်တယ်လို့ပြက်တယ်လို့သိတာသမ္မပညာ ဘယ်လိုမှန်ကန်တဲ့အသိမှန်ကန်တဲ့ဉာဏ်ပညာနဲ့ကိုယ်ခန္ဓာနဲ့ကိုယ်သည်လိလိလာရှုရှိသွားရင်သောတပ္ပတိမကံပါပုနာတိသောတပ္ပဖြစ်တယ်ဒီဘဝမှာမသိဘူးစိတ်ချလက်ရှာအသိဉာဏ်ဖြစ်သွားတယ် ှုရဘောကကြည့်ရတဲ့ကိစ္စအာမခဲခဲစမပါဘူးအခုပြီးတဲ့ဖောက်ပြန်နေဆဲပြီးတော့သိပြီပြစ်တာကိုတွေ့ဘူးဘုံဖောက်ပြန်နေတော့ဒီပြင်းနေပါလားဆက်ခါစကားပြီးဒီလိုလုံးနှောင်ပြစ်တယ်ပြစ်ဒီတွေ့ဘောခန္ဓာတစ်ခုလုံးပဲဒီလိုဖောက်ပြန်ဒီလိုပြစ်နေတဲ့လောရီယာဘယ်လိုမှမပြတ်အောင်တည်တတ်အောင် ခိုင်မာအောင် လုပ်လို့မရတဲ့ သဘောတရားတွေပါလားဒီသိကျင့်ရသွားတာ ਨੇ သောတာပတိမကပေါ့ဘူးလားဒီပဲရောက်တဒဂရလာတဲ့အတိုင်းအကုန်လုံးလုံမရှင်းလိမ့်ချင်ဘယ်တရားအထုတ်တဲ့ပုဂ္ဂိုလ်မှာဒီလန့်လွန်စားလို့မရဒီတိုင်းတော့ ်အခုခန္ဓာနဲ့ကိုယ်ဒီကြည့်ရင်လည်းအချိန်မှသိလို့ရတယ်သိအောင်အချိန်မရှိလို့ရအဲမိမိတို့ကျင်းခါများစွာရှုသောအဖြစ်များများသိဖို့ပဲလိုတယ်။မြဲမြဲသိတယ်မိမိတို့အသိရ ကိလေသာမှာစင်ကြယ်နေဖြစ်သွားအဲ့ဒီခြားတော့သူကလုတ်ပြီးတာမဟုတ်ဘူးကိုယ်ဒီငယ်ကိုလက်ကျင်မှုနဲ့စင်ကြယ်သွားတဲ့ကိစ္စလား ရဲ့သဘာဝလမ်းကြောင်းမှားမှန်လေးဖြောက်ပြောင်းလေးသိပြီးသွားအညောင်းခံပြီးတော့မရှိဘူးခန္ဓာကိုယ်ဒီဖောက်ပြောင်းတဲ့သူတွေပြစ်ပါလားလို့သိအောင်လည်းပဲအနာခံပြီးတော့မရှိပါဘူးကြံဖောက်ပြီးလုံမယူပါဘူးအရှိကိုရှိတဲ့အတိုင်းမှားမှန်ရိုးရိုးသိလေးလေးညာတက်လေမင်းမင်းရဲ့စိတ်ကူးအကြံဖောက်လုံပြောင်းမှု လုံးဝမထက်ရဘူး ज्ञान द्वार के सारे Thank ဝိမတ်တလာရှုရဆိုတာပရမယုံတော်ရှိပြည့်ညက်ကိုဝိမတ်တလာရှုလို့မရပရမကိုရှုရပရမလည်းရှုပရမနာပရမနှမျိုးရှိရုပ်ပရမဆိုဖောက်ပြန်တဲ့သဘောနံပရမဆိုသိတတ်တဲ့သ ဒီမှန်တရားပရမတ်နှမျိုးတည်းမှာရုပ်ပရမတ်ဆိုတာထင်လွင်မြင်လွင်သိလွယ်ကိုယ်ခန္ဓာနဲ့ကိုယ်ပူတာလည်းသိတာပဲအေးတာလည်းသိတာပဲတောင်းတဲ့ခက်မှာလည်းသိတာပဲဒါရုပ်ပရမတ်ကိုဖောက်ပြန်မှုအဲ့ဒါတွေတွေ့ရဆိုဖောက်ပြန်နေဖောက်ပြန်နေသိနေရောဒါရုပ်ပရမတ်သိတယ်အဲ့ဒီအသိရင်သိမြဲဒီသဘောတရားတွေဟာသူ့ရဲ့လမ်းကြောင်းတွေသူ့ဟာပြည့်ကုန်တာ အဲ့ဒီခါကျတော့ပြက်တယ်သဘောပြက်တယ်သဘောလို့ကိုလိလာတဲ့အသိဉာဏ်ပေါ်မူတည်ပြီးရှုသွားတာဘယ်ဖောက်ပြန်တယ်သူသိတာကတတိလုံးကဒီသဘောတရားဉာဏ်နဲ့ပြန်နဲ့ဆက်ကြည့်လို့ပြက်တယ်လို့သိသွားတော့တတိပညာလို့ဆုံးသွားတယ်အဲ့လိုနဲ့ဖောက်ပြန်တာကြီးဖောက်ပြန်တာကြီးပြက်တာကြီးပြက်တာကြီးရှုသွားကြည့်သွားရှုသွားကြည့်သွားရင်းနဲ့ အဲအိဋ္ဌဉာဏ်ဤထင်ဒုက္ခဉာဏ်ဤထင်နတ္တဉာဏ်ဤထင်မျိုးလူရဲ့ပန်းနဲ့ရောက်သွားတာအခြေခံဖောက်ပြန်တဲ့သဘောဓမ္မိမိရဲ့သိကိုအရေးကြီးတယ်တာအဲဒီအခြေခံမိမိရာရှိမှရှေ့ဆက်ပြီးတော့သဘောတရားလမ်းကြောက်သွားတဲ့အခါမှမယ်ကြိုးစားရှုအချိန်လေးတော့